TNN နဲ့တန်တက်ကတနစ်ကြော်ကြထိန်ချုပ်ထားတဲ့မန်လီလာရှိုးကုန်တွယ်ရေးလမ်းကြောင်းပေါ်ကရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုစစ်ကော်မရှင်တပ်ကအော်တိုဝါလာဆန်းပိုင်းမှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ကြောင်မဲမြို့ရဲ့ရက်ွက်တွေမှာအထက်ကကြောင်တစ်ခုပြန်ဖွင့်နေပြီးပြန်လည်နေထိုင်ကြတဲ့အရတားပြည်တွေနဲ့စီကားစားပြူလာတာပါ။ အကြောင်းကတော့ပူးတွဲအကြောင်းတစ်ချောင်းပဲပေါ့အထက်ကအကြောင်းတစ်ချောင်းပဲရှိသေးတယ်အဲ့မှာပဲအကုန်လုံးဆုအပ်ပေါ့အတက်ကလေးလည်းအမအတက်ကလေးလည်းအမဆိုတော့သူကအခန်းများတော့ဆက်နေလေအထက်ကနှစ်ကတော့ပြက်စီထားတော့တက်မှာပဲရှိတယ်ကလေးတွေအကုန်လုံးကတော့ကြောင်မဲမြို့ဒိန်တိုက်ပွဲအတွင်းစစ်ဘေးရှောင်သွားကြတဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့အသိပညာရှင်အသက်ပညာရှင်တွေဟာမန္တလေးရန်ကုန်နဲ့တောင်ကြီးမြို့လိုမျိုးမြို့ကြီးတွေဘက်မှာလုပ်ငန်းအခြေကျနေပြီဖြစ်ပါတယ်။ဒါကြောင့်စည်ရေးနဲ့လုံခြုံရေးအရာ စိတ်မချရသေးတဲ့ရမ်းမြစ်နယ်မြောက်ပိုင်းဒေသမှာ ပြန်လဲရင်းနှီးမြုပ်နှံဖို့အချိန်ကာလတစ်ခုလိုအပ်နေသေးတယ်လို့ဆိုပါရစေ။လူကတော့တော်တော်များများစီကြပြီ။ဒါပေမဲ့စီးပွားတော့မဖြစ်သေးဘူး။စီးပွားရေးရှင်တွေကတော်တော်များတခြားနယ်မှာပဲတော့အခြေချပြီးတော့ဆိုင်ခွဲပိုင်းနဲ့ဆက်ပြီးတော့တိုင်တိုင်းပြန်လာဖို့အမလားမဆန်ပြင့်မဖြစ်သေးဘူးလေ။ပြီးလမ်းလည်းလမ်းကြောလည်းကောင်းကောင်းမပွင့်သေးဘူးလေ။ဟို အခုဒီဘော့ပြန်ပိတ်ဆိုတော့ပူဆိုးရောပေါ့။ကြောင်မဲမြို့ပေါ်မှာရက်ကွက်ပေါင်း၉ခုရှိပြီးလူဦးရေ၄000ဝန်းကျင်လောက်နေထိုင်ပါတယ်။လက်ရှိ လူဦးရေတဝက်ဝန်းကျင်သာပြန်လည်နေထိုင်ကြပြီ။ ကြံတဲ့သူတွေကတော့စစ်ပေးတိမ်းဆောင်ချိန်ကနေထိုင်ကြတဲ့မြို့တွေမှာဆက်လက်နေထိုင်ပြီးနိုင်ငံရေးစီးရဲအခြေအနေကိုစောင့်ကြည့်နေပါတယ်ကျွန်တော်ခွန်စော်ဦးပါ